မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူရှင်တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့လိုရှင်နေတဲ့အခြေအနေကနေပြီးတော့အဲ့ဒီအရာကိုရနေပြီးသားဖြစ်နေတဲ့အခြေအနေကိုကုပြောင်ရှင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီတော့ဒီဗီဒီယိုရဲ့ကောင်းစဉ်အရာပထမဦးဆုံးအနေနဲ့ငါလိုရှင်တာတွေရနေပါပြီ ဆိုတဲ့စကားလုံးတွေကိုပြောဆိုလိုက်ပါ။ ကျွန်ုပ်တို့အနေနဲ့ကိုလိုရှင်တဲ့အရာတွေကို manifest ပြုလုပ်တဲ့အခါကျွန်ုပ်တို့ရဲ့စိတ်ထေးမှာလိုရှင်နေပါတယ်ဆိုတဲ့အသိတွေသိနေကြတယ်။လိုရှင်နေတဲ့အရှိအနေထေးကိုရောက်နေပြီဆိုရင်အဲ့ဒီအရာနဲ့ပတ်သက်လို့စိုးရိမ်စိတ်တွေဖြစ်နေတတ်တယ်။ ဒါအပြင်လိုရှင်တဲ့အရာနဲ့ပတ်သက်လို့စ조사နေတဲ့အခြေအနေတွေလိုရှင်တဲ့အရာကိုမျောလင့်နေတဲ့အခြေအနေတွေစသဖြင့်အခြေအနေမျိုးစုံပေါ့တခါတလေကြောက်ရွံ့စိတ်တွေတင်တရားစိတ်တွေစိုးရိမ်စိတ်တွေစသဖြင့်အဲ့ဒီလိုစိတ်တွေကလေပေါ်လာတဲ့တည်းဒါပေမဲ့ဒီအခြေအနေတွေအလုံးကိုပြောင်းနေပြီးရင်မိတ်ဆွေအနေနဲ့ကိုလိုရှင်တဲ့အရာကိုစတင်လက်ခံရရှိနိုင်ပါတယ် အဲ့ဒီတော့လိုရှင်တဲ့အရာတွေကိုစတင်လက်ခံနိုင်ဖို့မိတ်ဆွေအနေနဲ့ပထမဆုံးသိရမယ့်အချက်တွေရှိပါတယ်။ကျွန်တော်တို့လိုရှင်တဲ့အရာတွေဟာတကယ်တော့ရုပ်ပိုင်းဆိုင်ရာအရှိအနေပြင်ပကဘာထင်းမှာလိုရှင်နေတာ။ကိုယ့်ရဲ့အတွင်းကဘာထင်းမှာလိုရှင်နေတာထက်ပြင်ပမှာရယူရှင်နေတာ။ဒါပေမဲ့သင်လိုရှင်တဲ့အရာတိုင်းဟာသင်ရဲ့အတွင်းကဘာမှာရှိနေပြီသားလို့ပြောမိဆိုရင်သင်အနေနဲ့ဘယ်လိုစဉ်းစားမိမလဲ။ ဒီလိုဆိုရင်ငါလိုရှင်နေတဲ့အရာကိုငါဘလို့ရနိုင်မလဲသူစီက message တွေကငါစီကိုဘလို့ရောက်နိုင်မလဲငါငွေကြီးအမြတ်အများကြီးဘလို့ရနိုင်မလဲငါအနေနဲ့တငင်ရှိမြောင်များစော်ကိုဘလို့ရနိုင်မလဲဒါမှမဟုတ်ငါဟာအိမ်အစ်စ်တအိမ်ကိုဘလို့ရနိုင်မလဲအဲ့ဒီလို ပုံစံမျိုးစဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်ဆရာကြီးနေဘကောဒါကတော့ကိုယ့်ရဲ့စိတ်ဆင်တာပြေဝနေပြီးသားအရှိအနေမှာနေထိုင်ရမေတော့ပြောထားပါတယ် ဒီတော့ကိုစင်နာပြေးသွားပြီးသားအရှင်အနေနဲ့သက်ဆိုင်တဲ့စကလုံးတွေကိုပြောမယ်။အဲ့ဒီစကလုံးတွေကတော့အဲ့ဒီအရာငါရပြီပြီ။ငါစိတ်ထဲမှာအရင်ကငါစိတ်လုံးချနေပြီ။ငါမှအဲ့ဒါရှိတယ်။စသဖြင့်ပေါ့နော်။အဲ့ဒီလိုကိုစင်နာပြေးသွားပြီးသားအရှင်အနေနဲ့သက်ဆိုင်တဲ့စကလုံးတွေကိုပြောမယ်။ပြောရုံတောင်မကဘူး။အဲ့ဒီစိတ်ဆင်တာပြေဝနေပြီ ဆိုတော့စိတ်ခံစားရှင်းတဲ့ပါဆက်ဆက်ပြေဖို့လိုအပ်ပါတယ် အဲ့ဒီတော့ကို့အနေနဲ့လိုရှင်တဲ့ရံနဲ့ပြည့်တဲ့တွေးတိုးစဉ်းစားနေတဲ့အခါမှာလေလိုရှင်ပါရင်ဆိုတဲ့အကြောင်းကို တွေးနေမိအစားအဲ့ဒီအရာငါ့မှာရှိနေပြီအဲ့ဒီအရာဟာငါဘဝထိမှရောက်ရှိနေပြီအဲ့ဒီလိုပုံစံမျိုးတွေကို တွေးတိုးစဉ်းစားပြီးဖို့လိုအပ်ပါတယ်ယူနီဘာစ်ဟာကျွန်ုပ်တို့ရဲ့အတွင်းကဘာမှာရှိနေပါတယ် အဲ့ဒါကြောင့်ဘဝမှာဖြစ်နေတဲ့အရာအလုံးဟာကိုယ့်ရဲ့အတွင်းကဘာကလာတဲ့အရာတွေပဲဖြစ်တယ်။ဒီတော့သင်လူရှင်တဲ့အရာတွေဆိုတာလေသင်ရဲ့အတွင်းကဘာကစတင်လာခဲ့တာပဲဖြစ်တယ်။သင်လူရှင်တဲ့အရာဟာသင်ရဲ့အတွင်းကဘာမှာမရှိခဲ့ဘူးဆိုရင်သင်ဟာအဲ့ဒီအရာကိုလူရှင်နိုင်မှာမဟုတ်ဘူး။သင်ရဲ့အတွင်းကဘာမှာမရှိတဲ့အရာတွေကို သင်ပြီးတော့မှလူရှင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့တစုံတစ်ခုသောအရာသည်သင်ရဲ့အတွင်းကမာမှာရှိနေပြီဆိုရင်သင်ဟာအဲ့ဒီအရာကိုလိုရှင်မှာပဲပြီးရင်လိုရှင်တဲ့အခြေအနေကနေပြီးတော့ရရှိ ပိန်ဆိုင်ပြီးသားအခြေအနေကိုသွားမှာပဲဖြစ်တယ်ဒီလိုရရှိပိန်ဆိုင်နေပြီးသားအရှိအနေကိုသွားတဲ့အခါသင်အနေနဲ့အခက်အခဲလေးတွေကိုကြော်ဖြရတာတွေလည်းရှိပါမယ်။ဒါပေမဲ့လေကိုယ့်ရဲ့အတွင်းကဘာမှာရှိနေတဲ့ universe ရဲ့ power တွေနဲ့ပေါင်းစပ်လိုက်ရှင်အပြင်သင်လို့ရှင်တဲ့အရာကိုအလွေတကူရရှိနိုင်ပါလိမ့်မယ်။ ။ဘာဖြစ်လို့လဲဆိုရင်ကျွန်ုပ်တို့ဟာ universe နဲ့အတူတူကပူးပေါင်းဖန်တီးနေတဲ့ co-creator တွေဖြစ်တယ်။တချို့သောသူတွေက manifestation နည်းလမ်းတွေကိုသိတယ်သိတဲ့အတိုင်းသူတို့ဟာကိုလိုရှင်တဲ့ reality ကို ပုံပေါင်းဖယ်တီးနိုင်ဖို့အဲ့ဒီနည်းလမ်းအမျိုးမျိုးကိုအသုံးပြုကြတဲ့လူတွေရှိတယ် manifestation နည်းလမ်းတွေကိုအသုံးပြုနေတဲ့လူတွေကဘာကိုသိလဲဆိုရင် လိုရှင်တဲ့အရာတွေဖြစ်ရှင်တဲ့အရာတွေဖြစ်နိုင်ခြေတွေအလုံးဟာ ကိုယ့်ရဲ့အတွင်းကဘာကလာတယ်ဆိုတာကိုသိကြတယ်။ဒီတော့လိုရှင်တဲ့အရာတစ်ခုကို manifest ပြုလုပ်ပြီဆိုရင်အတွင်းကဘာမှာရနေပြီသားရှိနေပြီသားလို့ဖြစ်ဖို့လိုအပ်တယ်။ တကယ်တော့ manifestation ပြုလုပ်တယ်ဆိုတာ ကိုလိုရှင်တဲ့အရာကိုရရှိဖို့မဟုတ်ပါဘူးကိုလိုရှင်တဲ့အရာရနေပြီပြီဆိုတာကိုဖော်ပြဖို့ပဲဖြစ်တယ်ကိုဖြစ်ရှင်တဲ့အရာ ဖြစ်နေပြီပြီဆိုတာကိုဖော်ပြဖို့ပဲဖြစ်တယ်ဒီလိုပြုလုပ်လိုက်တာဟာတင့်ရဲ့အတွင်းကဘာထဲမှာရှိနေတဲ့တင်လို့ရှင်တဲ့အရာကိုရရှိပြီးပြီဆိုပြီးတော့တင့်ရဲ့ပြင်ပကဘာကိုတည်ယူသွားတာပဲဖြစ်တယ် ဒီတော့အစပိုင်းမှာတင့်အနေနဲ့တစုံတစ်ခုကိုလိုရှင်နေတော့တင့်နေမိဒါပေမဲ့အခုဒီလိုအဲ့ဒီလိုရှင်တဲ့အရာကိုရနေပြီဖြစ်နေပြီအဲ့ဒီလိုမိမိကိုယ်ကို ဖော်ပြလိုက်တဲ့အခါမှာတင်ဟာလိုရှင်နေတဲ့အရှိအနေအားနေပြီတော့အဲ့ဒီအရာကိုရရှိနေပြီဆိုတဲ့အရှိအနေကိုကုပြောင်းသွားတာပဲဖြစ်တယ်ဒီလိုဆိုရင်တချို့ကစဉ်းစားတာတွေရှိကောင်းရှိနိုင်တယ်ဘလို့စဉ်းစားမလဲဆိုရင်ရုပ်ပိုင်းဆိုင်ရာအရှိအနေမှလေးမပေါ်လာသေးဘူး ဒါပေမဲ့ရုံမင်းဆိုင်ရာရှင်တွေကိုကူပြောင်းသွားပြီတော့ပြောတယ်။ငါရနေပြီတော့ပြောတယ်။ဘလို့ပုံစံမျိုးလေးပေါ့နော်။အဲ့လိုစဉ်းစားကောင်းစဉ်းစားနိုင်ပြီ။ဒီတော့ရုံမင်းဆိုင်ရာအရှင်နေဆိုတာကိုယ့်ရဲ့အတွင်းကဘာရဲ့ရောင်ပြဲဟဲမှုဆိုတာကိုသိပေးရမယ်။ပြင်ပအရှင်နေတွေဟာအတွင်းကဘာရဲ့ရောင်ပြဲဟဲမှုပဲ။အတွင်းကဘာမှာရှိနေမှသာလျင်အတွင်းကဘာကထုတ်လွှဲတဲ့အရာတွေကိုပြင်ပကဘာကလက်ခံရရှိတာပဲဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာပြင်ပကဘာဟာကိုယ့်ရဲ့အတွင်းကဘာရဲ့ရောင်ပြေဟမှုဖြစ်နေတာမို့လို့ကိုယ့်ရဲ့ရောင်ပြေဟမှုကိုကောင်းမွန်အောင်တွေးတောစဉ်းစားယုံကြည်ပေးဖို့လိုတယ်ဒီတော့အတွင်းကဘာထဲမှာဘာတွေပြုလုပ်ရမလဲဆိုရင်လူရှင်တဲ့အရာနဲ့ပတ်သက်လို့ရနေပြီဖြစ်နေပြီရှိနေပြီ အဲ့ဒီလိုပုံစံမျိုးတွေကိုတွေးတောစဉ်းစားပေးရမယ်ဒီလိုစဉ်းစားပေးုံနဲ့မလုံလောက်သေးပါဘူး emotion ဘိတ်ဆိုင်ရာကလေလိုအပ်သေးတယ်ကိုလိုရှင်တဲ့အရာကိုရတဲ့အခါကိုယ့်ရဲ့စိတ်ခင်စားချက်တွေ feeling တွေ emotion တွေကဘလို့ဖြစ်မလဲအဲ့ဒီ emotion တွေ ਨੇ ပေါင်စဲပေးဖို့လိုအပ်ပါတယ်မိတ်ဆွေရဲ့ယုံပိဆိုင်ရာအရှိအနေပြင်ပကဘာမှာဖြစ်နေတဲ့အရာအလုံးဟာမိတ်ဆွေရဲ့အတွင်းကဘာကလာတဲ့အရာတွေပဲဖြစ်တယ် ဒါကြောင့်အတွင်းကဘာကိုကိုလိုရှင်တဲ့ပုံစံအတိုင်းကိုသာပြောင်းလဲနိုင်ပြီဆိုရင်ပြင်ပကဘာမှာကိုလိုရှင်တဲ့ဘဝကိုဖယ်တီးနိုင်ပါတယ်တကယ်တော့ကျွန်ုပ်တို့အားလုံးဟာကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့ reality ကိုဖန်တီးနေကြတဲ့သူတွေဖြစ်တည်ဒီလို manifestation နည်းလမ်းတွေကိုသိသိဖြစ်စေမသိသိဖြစ်စေကျွန်ုပ်တို့ဟာအမြဲတမ်းဖန်တီးနေတဲ့သူတွေဖြစ်ပါတယ် ဒီလိုဆိုရင်မိတ်ဆွေတို့အနေနဲ့ manifestation နည်းလမ်းတွေကိုအသုံးပြုပြီးရင် ကိုလိုရှင်တဲ့အရာတွေကို manifest မပြုလုံးမီအချိန်မှာမိတ်ဆွေတို့အတွက်ရွယ်ဆိုတင်တဲ့စကလုံးတချို့ကိုပေးပါမယ်။မိတ်ဆွေတို့အနေနဲ့လိုရှင်တဲ့အရာတစ်စုံတစ်ခုရှိကောင်းရှိနေမှာပေါ့နော်။ကို့အနေနဲ့ manifest ဖြစ်ရှင်တာတစ်စုံတစ်ခုရှိနေမယ်။အဲ့ဒီအရာသေးကားတစီ ဖြစ်ခင်းမယ်ဆိုရင်မိတ်ဆွေတို့ကဘလို့ပြောမလဲဆိုရင်ငါကအဲ့ဒီကားကိုရရှိပိန်ဆိုင်နေပြီးပြီ။ အဲ့ဒီကဟာငါဘဝအထေးမှာအခုအချိန်မှာတဲ့ဝင်လှုပ်ရှားနေပြီငါအဲ့ဒီကကိုရရှိပိန်ဆိုင်ထားပြီဖြစ်တယ်ငါရဲ့ reality ငါရဲ့ဖြစ်တည်မှုအထေးမှာကရှိနေတယ်ဆိုတာကတဲ့ဝင်လှုပ်ရှားနေပြီအဲ့ဒီစကားလုံးတွေကိုရွတ်ဆိုလိုက်ပါဒါဒီဝင်နေမိတ်ဆွေတို့အတွက်လိုရှင်နေတာလေးမဟုတ်ဘူးမျော်လင့်နေတာလေးမဟုတ်ဘူးတစုံတစ်ခုကိုရာဖို့ဆန်တာပြုတ်ဆူတောင်းပြူးနေတာလေးမဟုတ်ဘူး ဘာဖြစ်နေတာလဲဆိုအဲ့ဒီအရာကိုရရှိပိန်ဆိုင်ထားတာပဲဖြစ်တယ်။ကိုဘဝထဲမှာအဲ့ဒီအရာသည်တဲ့ဝင်လှုပ်ရှားနေတာပဲဖြစ်တယ်။ဒီစကလုံးတွေကို ကိုယ့်ရဲ့ manifestation မပြုတ်လုံးမီရွေးဆိုပါ။ဒါအပြင်တစုံတစ်ခုအကြောင်းကိုစဉ်းစားလိုက်တဲ့အချိန်တိုင်းမှာလေရွေးဆိုပါ။တဲ့အနေနဲ့တတိယတဲ့အချိန်တိုင်းအချိန်တိုင်းမှာရွေးဆိုပေးပါတီစကလုံးတွေကို နေ့စဉ်နေ့တိုင်းရွေးဆိုပါ ဒီလိုရွေးဆိုလိုက်တဲ့အခါသင်စိတ်ထင်မှာအဲ့ဒီအရာနဲ့ပတ်သက်လို့အခုအခင်အတားအဆီးတွေကိုခင်စားနေမိအစမိတ်ဆွေအတွက်လိုအပ်နေတဲ့ energy တွေစီးဝင်လာပါလိမ့်မယ်ဒီစကလုံးတွေကိုရွေးဆိုလိုက်ခြင်းအပြင်မိတ်ဆွေလိုရှင်တဲ့အရာတခုကို manifest ပြုလုပ်တဲ့အခါမှာအဲ့ဒီအရာကို လိုရှင်နေတဲ့အရှိအနေကနေပြီးတော့စတင်လက်ခံရရှိနိုင်တဲ့အရှိအနေကိုအလွေတကူကူပြောင်းသွားပြီးရင်မိတ်ဆွေလိုရှင်တဲ့အရာဟာ ကိုဘဝထီးမှလွေကူမြင်ဆင်စွာ manifest ဖြစ်လာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းရှုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်